ရှခိုးပြီးတဲ့နောက်ဦးဇင်းတို့ရဲ့ဟောပြောပြတတ်သင်ကြားမှုကိုစတင်ကြပါစို့တရားတော်ရဲ့အမည်ကပြည့်တည့်ရပါတယ်လေလူစုလူမိုက်အမည်ရတဲ့တရားတော်အဲ့ဒီတရားကောင်းစီရဲ့အောက်မှာတို့သူတော်စင်တို့ဟာဘယ်နှချက်လောက်ဟောပြောပြတတ်သင်ကြားပေးမလဲလို့ဆိုရင်စုပေါင်း၄ချက်သင်ပေးမယ် ဘယ်နှချက်အဲ့ဒါတွေကဘာလဲပြောရင်နံပါတ်1လူမိုက်ခုတီတဲ့ပါတယ်လေနောက်နံပါတ်2ကလူမိုက်လက္ခဏာ3ပါတဲ့ပါ3ပါနောက်နံပါတ်3ကလူမိုက်နဲ့စက်တိစုတောင်း6ပါတဲ့ပါတယ်လေနောက်နံပါတ်4က လူမိုက်ကိုမတွေ့လူချင်းအကြောင်း၅ပါးတဲ့ဗါတယ်လေအလုံးပေါင်းရင်ဘယ်နှချက်အဲ့ဒီ၄ချက်ကိုယနေ့ညကြွရောက်လာကြတယ်အလုံးသော သူတော်စင်ပရိသတ်အပေါင်းသူတော်ကောင်းတို့အားဟောပြောပြတ်သားသင်ကြားပေးမှဖြစ်ပါတယ်တို့သူတော်စင်များတရားတော်များကိုနာကြားခွင့်ရတဲ့အခိုက်တန်း ကိုနာလိုက်တဲ့တရားကိုသိအောင်တတ်အောင်နားလည်အောင်နာရမယ်ဘလို့နာရမယ်သိတော်သူတော်စင်များတရားနာတယ်တရားနာတယ်ဆိုတာဘာသာရေးသင်ခန်းစာတပုတ်သင်ယူနေကြတာမဟုတ်တာအေးဘာသာရေးသင်ခန်းစာတပုတ်ကိုဒီမှာလာပြီးတော့သင်ယူနေကြတာ တရားဟောခြင်းဆိုတာဘာသာရေးနဲ့ပတ်သက်တဲ့ဟောပြောချက်တစ်ခုကို ပြောပြတာဟုတ်တယ်မလားအေးအဲ့ဒါကြောင့်သုတ္တရောစင်များက သင်ယူခွင့်ရတဲ့ခိုက်တံမှာကြကြနာနာသိဖို့လိုတယ်ပေါ့ဟုတ်တယ်မလားကြကြနာနာသိထားတဲ့သူနဲ့မသိတဲ့ပုဂ္ဂိုလ်သည် ရေရှည်မှာကြတော့အတွေးတွေကွာသွားတယ်ဘာကွာသွားအတွေးတွေကွာသွားတယ် ဘာသာရေးမရှိတဲ့ပုဂ္ဂိုလ်ဘာသာရေးမသိတဲ့ပုဂ္ဂိုလ်ရဲ့အတွေ့အကြုံဘာသာရေးလွတ်ပြီးတွေးတာဖြစ်တဲ့အတွက်ကြောင့်အပြစ်တွေများသလားမများဘူးလားများပါဘူးအေးအပြစ်တွေများတယ်အပြစ်ရှိလို့ရှိမှန်းလည်းပဲသူသိရလားမသိဘူးအဲ့ဒါကြောင့်အတွေ့လဲလွဲတယ်အပြောတွေလည်းတစ်ဖြည်းဖြည်းနဲ့အောက်တန်းကြကုန်တယ်ဘာဘာကြတာအပြောတွေပါ အောက်တန်းကြတယ် ြောတဲ့သူစကားကိုသွားပြီးတော့ကြည့်လိုက်ရင်လေသူတစ်ပါးကိုဒုက္ခပြီးတဲ့စကားနှိမ့်ဆက်တဲ့စကားအဲ့ဒါမျိုးတွေကြည့်တဲ့ဖြစ်ကုန်တာမရှိဘူးလားအဲ့ဒါကြောင့်ဘာသာရေးလွတ်ရင် အတွေးလေကျန်းအပြောလေကျန်းအလုပ်လေကျန်းနေကျန်းကျန်းထန်ထန်သမားဖြစ်ကုန်တာမရှိဘူးလားအဲ့ဒါမျိုးကျန်းထန်သွားတဲ့ပုဂ္ဂိုလ်သူမရကျင်လည်းပဲလောကကသူ့ကိုဂုံဘုတ်တစ်ခုပေးကြတယ် လူစုလူမိုင်းလို့ပေးတာဘာလို့ပေးတာသူကတော့ဒီကုံရနေမြန်သိရလားမသိဘူးသူ့လောက်ရကို သူ့ဘာသာသူ အထင်ကြီးကောင်းကြီးနေလေငါတော့ပြောချလိုက်တာနလန်ကိုမထူနိုင်ဘူးငါတော့ရိုက်ချလိုက်တာဘယ်ကောင်တော့ဘယ်လူကိုဖြစ်သွားလဲငါကတော့ဘယ်လူကိုလှုပ်လိုက်သူတော်ဘာရဲ့ဘာသာကိုဘယ်လူကိုချပလိုက်ဘယ်လူကိုစော်ကားပလိုက် ဒါမျိုးဂုံယူကောင်းယူလိမ့်မယ်တို့သူတော်စင်များအဲ့ဒါမျိုးလုပ်ကိုကိုယ်တိုင်လုပ်တဲ့ပုဂ္ဂိုလ်ကတော့ကိုယ်လုပ်ရက်ကိုပြန်ပြီးတော့အကဲခတ်ကောင်းသိကောင်းမှသိလိမ့်ဒါပေမဲ့နဗေးလူကတော့သူ့ကိုသတ်မှတ်ထားတယ်ဘာလို့သတ်မှတ်လူစိုးလူမိုက်ဘာလို့သတ်မှတ်လဲလူစိုးလူမိုက်လို့သတ်မှတ်ပါအဲ့ဒါကြောင့်တို့သူတော်စင်များလောကထဲမှာနေနေတဲ့ခိုက်တံလူရည်လို့ဖြစ်တဲ့ပုဂ္ဂိုလ်သည် လူသိုးလူမိုက်မဖြစ်ဖို့လိုတယ်ပြောကြည့်ပါဦးအေးလူသိုးလူမိုက်တယောက်ဖြစ်သွားပြီဆိုရင်အိမ်မှာလည်းသုံးမရတော့ရရလားအေးအိမ်မှာသူ့ကိုအကြောင်းပြုပြီးစိတ်ချမ်းသာရမယ်အစားဖြစ်လာတဲ့ပြဿနာတစ်မျိုးပြီးတစ်မျိုးလိုက်ဖြေရှင်းရတယ်တစ်မျိုးပြီးနောက်တစ်မျိုးနောက်တစ်မျိုးပြီးနောက်တစ်မျိုးအသည့်ဆန်းထွင်းထွင်းပြီးတော့ပဲ မကောင်းတဲ့လုပ်ရက်တွေလုပ်တာမရှိဘူးလားအဲ့ဒါကြောင့်အိမ်မှာလဲလူဘိုးပဲပါဘူးလေအင်းလူဘိုးဆိုတာဘိုးကြတာပြောတာမဟုတ်ပူနေတဲ့သူကိုပြောတာဟုတ်တယ်မဟုတ်လားအိမ်မှာလဲပဲပူနေတဲ့ပုံကိုပဲရက်ွက်ကြည့်တော့လဲပဲအဲ့ဒါမျိုးလူဒီပါလေလူဘိုးပဲသူမရှိလဲပဲရက်ွက်ဘာမှမဖြစ်အိမ်မှာလဲအဲ့ဒါမျိုးလူမရှိလဲဘာမှမဖြစ်ဘူးဟုတ်တယ်မဟုတ်လားပူနေတဲ့ပုံကို အေးအဲ့ဒါကြောင့်မို့ဘာသာရေးရှုတော့မှကြည့်ရင်ဘာသာရေးအတွက်လည်းသုံးရရလားဘာသာရေးရှုတော့မှကြည့်ရင်လည်းလူပိုပဲအဲ့ဒါမျိုးလူတည်လောကထဲနေဖို့ကောင်းသေးလားမကောင်းပါဘူးခင်ဗျအေးမကောင်းလို့ခွန်ကြီးပြောလို့တပည့်တော်တို့တော့တတ်သေးပါတယ်ဘုရားတော်မလုပ်နိုင်နဲ့ဟုတ်လားအဲ့ဒါဆိုကိုယ်ပါဒုက္ခရောက်သွားမယ်ပူနေတာကိုနားလည်ဖို့လိုသလားမလိုဘူးလားပုဂ္ဂိုလ်ကဘယ်လိုလူမျိုးဖြစ်နေသလဲဆိုတာကိုတို့သူတော်စင်များသိဖို့လိုတယ် ခုကဘာလောကကြီးကြည့်ကြည့်ပေါ့လူပူတွေများလာတော့တို့သူတော်စင်များစိတ်သက်တွေအောက်တန်းကြရတယ်မရှိဘူးလားမရှိပါဘူးစိတ်သက်တွေအောက်တန်းကြရတယ်ဟိုနှမ်းကြည့်လဲတက်ပြန်ပြီဟိုနှမ်းကြရတော့လဲသေပြန်ပြီဟိုနှမ်းမီးရှို့ပြန်ပြီခဏခဏဖြစ်တာမရှိဘူးလားမရှိပါဘူးအဲ့ဒီပြဿနာတွေတက်လာခြင်းဒီလူစိုးလူမိုက်တွေများလာလို့ဗာများလို့အဲ့ဒါကြောင့်တို့သူတော်စင်များကလူစိုးလူမိုက်မဖြစ်အောင်ကိုကိုယ်တိုင်လဲနေရမယ် ကိုယ့်ရဲ့မျိုးဆက်ကိုလည်းပဲလိမ်မာတဲ့ယဉ်ကျေးတဲ့မျိုးဆက်ဖြစ်အောင်ပြုပြင်ဖို့မလိုဘူးလားသုတ္တရောစင်မြားကလူစိုးလူမိုက်တွေဖြစ်နေတသက်ရရဲ့လေးဝတ်ထားလေအလကားပဲယရနာကြီးတွဲနေအောင်ဆင်ထားလေပဲအလကားပဲသုံးရရလားအဲ့ဒါကြောင့်လူစိုးလူမိုက်ရဲ့ဘဝတည်သုတ္တရောစင်မြားသူတို့ဘာကိုလဲဒုက္ခမပေးဘူးလားအေးကိုကိုယ်တိုင်လည်းဒုက္ခမပေးဘူးလား သူကိုယ်တိုင်လည်းသူ့ဘဝကိုပြန်ဖြတ်စည်းတယ်။လောကကိုလည်းဖြတ်စည်းတယ်။အဲဒါကြောင့်လူဆိုးလူမိုက်ရဲ့အကြောင်းကိုတို့တော်စင်များသိဖို့မလိုဘူးလား။ဘယ်လိုလူမျိုးလဲ။ဘယ်လိုဖြစ်တဲ့ပုဂ္ဂိုလ်ဟာလူဆိုးလူမိုက်လဲ။ဒီနေရာမှာလူမိုက်လူမိုက်ဆိုတာဟာ၄မျိုးရှိတယ်။ဘယ်နှမျိုးရှိလဲ။လူမိုက်ဘယ်နှမျိုး၄မျိုးရှိတယ်။ နံပါတ်၁ကအန္ဒကုထုဇဉ်လူမိုက်တဲ့ပါတယ်လေအန္ဒကုထုဇဉ်လူမိုက်ကြောကြည့်ပါဦးပါတယ်လေအန္ဒကုထုဇဉ်လူမိုက်အန္ဒဆိုတာအကန်းပြောအန္ဒကပါလေအဲ့ဒါကြောင့်အကန်းကုထုဇဉ်လူမိုက်ကြောကြည့်ပါဦးအကန်းကုထုဇဉ်လူမိုက် အဲ့ဒါမျိုးအကန်းသမားတွေလည်းလောကမှာရှိဘူးလားမျက်လုံးကန်းနေတဲ့လူမျက်စိမမြင်ရတဲ့ပုဂ္ဂိုလ်ကြည့်ကြည့်ပေါ့တို့သူတော်စင်များ သူကိုယ်တိုင်လည်းပဲသူ့အန္တရာယ်မြင်ရဲ့လားရှိပါရှိလို့ရှိမှမသိဘူးဒီလိုသွားရင်ဘယ်လိုဖြစ်မလဲဒီလိုပြောရင်ဘယ်လိုဖြစ်မလဲဘာမှရှိမှသူ့မှာမြင်ရဲ့လားမမြင်ဘူးဘာလို့မမြင်တာမျက်စိကန်းနေလို့ရှိမှအန္တရာယ်တွေကိုမမြင်တာဟုတ်တယ်မို့လား အဲ့ဒီတိုင်းပဲတဲ့ဘုဒ္ဓဇင်ဖြစ်တဲ့ချို့ကကန်းနေတဲ့လူမိုက်တွေရှိတယ်။ဘာတွေကန်းတယ်လဲပြောရင်အကုန်ကိုကန်းတာပဲ။ကုသိုလ်ကဒါအကုသိုလ်ကဒါခွဲမြင်ရဲ့လား။မမြင်ဘူးကုသိုလ်ဆိုတာဘာမှမသိဘူး။အကုသိုလ်ဆိုတာဘာမှမသိဘူး။အဲ့ဒါမျိုးကန်းနေတဲ့ပုဂ္ဂိုလ်များလည်းပဲလောကမှာမရှိဘူးလား။အဲ့ဒါမျိုးဖြစ်တဲ့ပုဂ္ဂိုလ်ဒီသူ့လို့ရဲ့သူသိပြီးတော့အထင်ကြီးတဲ့ ဟုတ်လာပြီထင်တတ်တယ်သူတော်ဘာဒုက္ခတွေဘလို့ရောက်တယ်ဆိုတာသူကောင်းမှထဲ့ပြီးတော့မတွက်ဘူးအကုသိုလ်အလုပ်တွေဒုနယ်တွေလုပ်သလားမလုပ်ဘူးလားလုပ်တယ်အဲ့ဒါကြောင့်ကုသိုလ်လည်းမသိအကုသိုလ်လည်းမသိကုသိုလ်လည်းမမြင်တတ်အကုသိုလ်လည်းမမြင်တတ်တဲ့အဲ့ဒါမျိုးအကံပုထုဇဉ်လူမိုက်ဒါမျိုးလည်းမရှိဘူးလားနောက်အကြောင်းအကျိုးကိုလည်းမမြင်တတ်ဘူးတဲ့ဘာကိုမမြင်တတ် အကြောင်းအကျိုးကိုလည်းပဲမမြင်တတ်ဘူးတို့သူတော်စင်များအရာရာသည်အကျိုးတရားသည်ဘယ်ကလာတာလဲအကြောင်းတရားကလာအကြောင်းမရှိရင်အကျိုးမရှိ ဟုတ်တယ်မို့လားအဲ့ဒီသဘောတရားကို နားလည်ထားလိုက်အကြောင်းကောင်းကောင်းနဲ့နေဖို့လိုသလားမလိုဘူးလားလိုတယ်တို့သူတော်စင်များကလောကလူဘဝရောက်တာမရှိဘူးလားဦးဇင်းတို့လည်းလောကလူဘဝရောက်သာသနာဝန်ထမ်းဘဝနဲ့ရောက်နေတာမရှိဘူးလား ာသနာဝန်ထမ်းပဲဖြစ်ဖြစ်လောကီလူသားပဲဖြစ်ဖြစ်ကိုယ်လုံရက်ကို ကိုပြန်ပြီးအကဲခတ်ဖို့လိုတယ်ပါတယ်လေကိုယ်လုံရက်ကိုကိုပြန်ပြီးတော့အကဲခတ်ဖို့လိုသလားမလိုလားအေးဒီလိုလုံတဲ့လုံရက်ကအောက်တန်းကြာသလားမကြာဘူးလားအပြစ်ရှိသလားမရှိဘူးလားဒီလိုလုံလိုက်လို့ရှင်ငါဘယ်လိုဖြစ်မလဲစဉ်းစားဖို့လိုသလားမလိုလားအဲအဲ့ဒါမျိုးအကြောင်းအကျိုးလေသူ့မှာစဉ်းစားညာရှိရလား မရှိဘူးလှုပ်ချင်ရစွတ်လှုပ်တယ်ရလာတဲ့အကျိုးဆိုးကျိုးတွေတွေ့တယ်ဒါမျိုးတွေမရှိဘူးလားအဲ့ဒါကြောင့်တို့သူတော်စင်မယားဒီအကမ်းဖြစ်တဲ့လူမိုက်ပြီလည်းပဲကြောက်စရာမကောင်းဘူးလားကောင်းတယ်ကုသိုလ်အကုသိုလ်လည်းမသိဘူးအကြောင်းနဲ့အကျိုးလည်းမသိဘူးအကောင်းနဲ့အဆိုးလည်းမသိဘူးဘာလည်းမသိဘူးအကောင်းနဲ့အဆိုးလည်းမသိဘူးဒါနောက်တစ်ခုသွားပြီးတော့ကြည့်အမှားနဲ့အမှန်လည်းမသိဘူး ဘာနဲ့ဘာလဲမသိဘယ်ဟာကမှန်းနေတယ်ဘယ်ဟာကမှန်းနေတယ်ဆိုတာကိုသူသိရလားအေးအဲ့ဒါမျိုးဘာဆိုဘာမှမသိတဲ့အကန်းတွေလောကမှာမရှိဘူးလားအဲ့ဒီအကန်းတယောက်လောက်ဒီလိုကန်းနေတဲ့ဘုထုဇဉ်မျိုးလောကမှာ ရှိတယ်ဆိုရင် သူနေတဲ့နေရာပြဿနာ ဖြစ်တတ်တယ်သူနေတဲ့ရက်ွက်ပြဿနာ ဖြစ်တတ်တယ်သူနေတဲ့နိုင်ငံပြဿနာ ဖြစ်တတ်တယ် ဟုတ်တယ်မို့လားအဲဒါကြောင့်တို့သူတော်စင်များအန္ဒကုထုစင် လူမိုက်တဲ့ပါတယ်လေအန္ဒကုထုစင်လူမိုက်ဘာစုဘာမှမမြင်ရတော့အောင်မိုက်တဲ့ပုဂ္ဂိုလ်လောကမှာမရှိဘူးလားအဲဒါကတစ်မျိုးနောက်တစ်ခုကဒုတိလလူမိုက်တဲ့ဘာတိလဒုတိလလူမိုက်တဲ့ကိုချင်းတိလမရှိတဲ့လူမိုက်တဲ့ပါတယ်လေ ကိုချင်းသီလမရှိတဲ့လူမိုက်ဒါမျိုးတွေလည်းလောကမှာမရှိဘူးလားကိုချင်းသီလသွားမေးကြည့်လိုက်ဘာမှကိုမရှိဘူးသူကိုယ်တိုင်လည်းပဲကိုချင်းသီလကောင်းအောင်နေရကောင်းမှန်းလည်းပဲမသိဘူးလူလောကမှာလူရဲ့လို့ဖြစ်ရင်အ ਨੇ ဆုံးဘယ်နှပါးသီလရှိတယ်နာငါးပါးသီလရှိတယ်နာပြောကြည့်ပါဦးဘယ်နှပါးသီလငါးပါးသီလရှိတယ်နဲ့ငါးပါးသီလသွားပြီးတော့ကြည့် နံပါတ်၁မသက်မဖြတ်တာဟုတ်တယ်မို့လားတကယ်သာလိုက်နာကျင့်သုံးရင်တရဝါတွေလည်းချမ်းသာတယ်လူတွေလည်းချမ်းသာတယ်နောက်သူတော်ဘာပစ္စည်းကို မခိုးမဝှက်ရပါတယ်လေသူတော်ဘာပစ္စည်းကိုမခိုးမဝှက်ရဒါလည်းပဲတာမန်လေးမအောင်မိလိုက်တို့သူတော်စင်များခိုးနေတဲ့ပုဂ္ဂိုလ်ရှိတဲ့နေရာငင်းညမ်းရလားတမျိုးပြီးတမျိုးစိတ်ညစ်ရတယ်ဟုတ်တယ်မို့လားအဲ့ဒါကြောင့်မို့ငါးပါးတိလောက်ကိုလည်းရှော့မတွက်နဲ့ နောက်ကာမေသူမိစ္ဆာသာရသူတော်ဘာသာမယပြစ်မစောကသူတော်ဘာရဲ့သားပြူသမီးပြူတွေကိုဖျက်ဆီးတာဒါမျိုးရှိတဲ့နေရာလဲပဲတို့သူတော်စင်များငြိမ်းချမ်းရဲ့လားမငြိမ်းချမ်းအဲ့ဒါကြောင့်ဒါသုံးမျိုးနောက်လူလိန်လူညာရှိတဲ့နေရာပါတယ်လေလူလိန်လူညာရှိတဲ့နေရာရောငြိမ်းချမ်းရဲ့လားမငြိမ်းချမ်းဘူးနောက်တစ်ခုကအယတ္တမပေါ်တဲ့နေရာငြိမ်းချမ်းရဲ့လား မငြိမ်းညာမှုသူ့ဘာသာသူတောက်တာဥစဉ်လို့မဆိုးလို့ပေါ့ကိုယ့်ဘာသာကိုကြိုက်တောက်ပဲဟုတ်တယ်မလားဒါပေမဲ့ကိုဒီဟူသောအကြောင်းကြောင့်ဟာစုညာစုညာနဲ့ကုညာပုညာနဲ့တော်လေးနေလောကကိုစိန်ခေါ်တယ်နော်ရှိတဲ့လူကိုတွေ့တဲ့လူစိန်ခေါ်တယ်ဒါမျိုးသမားတွေမရှိဘူးလားအဲ့ဒါမျိုးအရက်တောက်တဲ့နေရာမှာလေဂုံသိက္ခာရှိတဲ့အရက်သမားနဲ့ဂုံသိက္ခာမရှိတဲ့အရက်သမားရှိသလားမရှိဘူးလား ုံသိခါရှိတယ်ဆိုတာရှိတော့ကယတမသွားကြည့်တို့သူတော်သမီးကုံသိခါရှိရှိတောက်တာဟုတ်တယ်မလားဘယ်လိုတောက်တာဟုတ်ဘယ်လိုလေးတောက်တာဂုံသိခါရှိနေရှိတော့ကယက်တောက်တာမရှိဘူးလားဥစဉ်တို့ယွာဘက်တည်းလည်းပဲယက်တောက်တာရှိတယ်ရှိတော့ကလူတွေယက်တောက်တာလေးဥစဉ်တို့တွေ့ဘူးလေညနေပိုင်းရောက်လာရင်အဲ့ဒီယက်ပေါင်းတဲ့စီသွားပြီးတော့ယက်ဝယ်နော်ဝယ်ဆိုသူကဒီတိုင်းမဟုတ်ဘူးနော်လွယ်အိတ်လေးပါပါလေးပါ လွယ်အိတ်လေးပါအဲ့ဒီလွယ်အိတ်ထဲမှာဘာလေးထည့်ပလင်းထည့်တာနော်အဲ့ဒီလွယ်အိတ်လေးနဲ့ပဲလွယ်ပြီးတော့တခါတလေခေါင်းကနေဆုတ်သွားပြီးတော့အဲ့ဒီရက်ဆိုင်ကိုသွားတယ်သွားပြီးတော့အဲ့ဒီနားမှာမူမူယူယူတောက်ခဲ့တာမဟုတ်ဘူးသေသေးချာချာအဲ့ဒါသူ့ဟာသူဝဲလာတယ်အဲပြီးသွားရင်ထားကြထိုးလာတာဟုတ်ရဲ့လားလူမြင်သူမြင်ကိုင်းလာတာဟုတ်ရဲ့လားဘာလေးနဲ့ပြန်ထည့်လွယ်အိတ်လေးနဲ့ပြန်ထည့်လာပြီးတော့အိမ်ရောက်တယ်တောက်တယ် နော်တောက်ပြီးသွားတဲ့ခါကျတော့လေအေးစီစီသူ့ဘာသာသူနော်အိတ်သွားတယ်ဒါမျိုးဂုံတိတ်ခါရှိတဲ့ယတမားတွေမရှိဘူးလားအဲ့ဒါမျိုးတော့မှခုခေတ်ကျတော့လွန်ကဲနေပြီဒုသူတော်စင်များလမ်းပေးတယ်တောက်တယ်လမ်းပေးတယ်ပေါက်တယ်ဒါမျိုးမရှိဘူးလားအဲ့ဒါမျိုးရုပ်ရက်ဆင်းရက်နေလူတွေတလောက်သွားနေလေဟိရိလည်းမရှိဘူးအုတ်တပလည်းမရှိဘူးအဲ့ဒါမျိုးတမားတွေရှိဘူးလားနောက်တောက်ပြီးတော့တောင်းကြမ်းတယ် သူမိသားစုသွားကြည့်လိုက်ရင်လေကလေးလည်းမျက်ရည်နဲ့မျက်ကွယ်ဇနီးမယားကြည့်ရင်လည်းမျက်ရည်နဲ့မျက်ကွယ်ရက်ကွက်ကြည့်ရင်လည်းတရက်ကွက်လုံးစိတ်ပြည့်ရဒါမျိုးသမားတွေမရှိဘူးလားအဲ့ဒါမျိုးဂုံသိက္ခာမဲ့တဲ့အယသမားရှိသလားမရှိဘူးလားအဲ့ဒီနေမြေတီလည်းပဲတို့တော်သမီးငြင်းချမ်းမှုရရလားမရဘူးအဲ့ဒါကြောင့်ဒုတ်တိလကတော်တော်ကြောက်เสียကောင်းတယ်ဘာတိလအဲ့ဒါကြောင့်ဒုတ်တိလလူမိုင်းတဲ့ဘာလူမိုင်း ဒုတ်တိလလူမိုက်အဲ့ဒီဒုတ်တိလလူမိုက်ဆိုတာကိုချင်းသီလမရှိတဲ့လူမိုက်ပြောကြည့်ပါကိုချင်းသီလမရှိတဲ့လူမိုက်ဘယ်နှမျိုးရနံပါတ်1ကအန္ဓာပုထုဇဉ်လူမိုက်ပြောကြည့်ပါအန္ဓာပုထုဇဉ်လူမိုက်ဘာဆိုဘာမှမသိတဲ့လူမိုက်အဲနောက်တစ်မျိုးကကြတော့ဒုတ်တိလလူမိုက်ပြောကြည့်ပါဒုတ်တိလလူမိုက်ဘယ်လိုလူမိုက်လဲ ကိုချင်းသီလမရှိတဲ့လူမိုက်ဘယ်နှမျိုးရကဲနောက်တစ်ခုကကြတော့ဒုတ်ပညာလူမိုက်တဲ့ဗါတယ်လေပြောကြည့်ပါဦးဗါတယ်လေဒုတ်ပညာလူမိုက်အေးဒုတ်ပညာလူမိုက်ကြတော့ပညာတက်သီလမရှိတဲ့သူဗါတယ်လေပညာတက်သီလမရှိတဲ့သူပညာကတော့ဘာဖြစ်ပညာကတော့တက်တယ်တချို့သွားပြီးတော့ကြည့်ဒါမျိုးတွေလည်းမရှိဘူးလား အေးသွားပြီးတော့သူ့အိမ်သွားပြီးတော့ကြည်ကြည်ကိုအုပ်ဆောင်ကြီးတွေနဲ့ဆောင်းဆောင်းရိုက်တာမရှိဘူးလားအေးကြည်လိုက်ရင်တော့ဝဲတဲ့စိတ်တွေတန်းစီပြီးတော့အားကြရတာကောင်းဒါပေမဲ့နေနေပါပါစကားလေးပြောကြည့်လိုက်တော်တော်သိတာအတ္တံတွေထွက်လာမာနတံတွေထွက်လာငါတက်ငါသိသိပြီးတော့လှုပ်တယ်ဒါမျိုးသမားတွေမရှိဘူးလားအေးပြောတာလေးတွေကြည်လိုက်ရင်လည်းပဲအပြောလဲကျန်း လုတ်ရလေကြည့်လဲအလုတ်ကလည်းကျန်းအတွေးခေါ်လေးတင်ပြလိုက်လဲသူတော်ဘာမှဒုက္ခမရောက်ရင်သူ့အတွေးခေါ်မပါတော့ဘူးဒါမျိုးတွေမရှိဘူးလားအဲ့ဒါမျိုးပညာတက်လူမိုက်ဖြစ်တဲ့ပုဂ္ဂိုလ်တွေလည်းလောကမှာမရှိဘူးလားသို့သူတော်စင်များပညာကိုတက်အောင်သင်ရမယ်မမိုက်ရဘူးပြောကြည့်ပါဦးပညာကိုတက်အောင်သင်ရမမိုက်ရပညာတက်ထားပြီးတော့မိုက်ပို့ပြီးတော့ကြောက်เสียရမကောင်းဘူးလား သူတက်တဲ့ပညာနဲ့အကွက်ချပြီးတော့ကိုမိုက်တယ်။ဒါမျိုးတွေမရှိဘူးလား။အဲ့ဒါမျိုးသူမိုက်မဖြစ်ဘူးလူတယ်ပေါ့ဟုတ်တယ်မဟုတ်လား။အဲ့ဒါကြောင့်ဘယ်နှမျိုးရတော့။နံပါတ်1ကခန္ဓာကုတုဇဉ်လူမိုက်ဒုတိယလူမိုက်ဒုပညာလူမိုက်နောက်တစ်ခုကဒုံမနလူမိုက်တဲ့ဗါတယ်လေဒုံမနလူမိုက်ပြောကြည့်ပါဦးဗါတယ်လေ ေဒုံမနလူမိုက်ဆိုတာကြတော့ပစ္စည်းရှိပြီးစိတ်ဓာတ်အောက်တန်းကြတဲ့လူမိုက်တဲ့ဗါတယ်လေပစ္စည်းရှိပြီးစိတ်ဓာတ်အောက်တန်းကြတဲ့လူမိုက်ပြောကြည့်ပါဦးဗါတယ်လေအေးပစ္စည်းကတော့ဘာဖြစ်လဲရှိတယ်ပစ္စုပန်ကြီးတဲ့လှုပ်လို့ရှိနေတာမဟုတ်ဘူးအတိတ်ဘဝကကုသိုလ်ကံအာပါလာတာကို तू မသိဘူးဒါမျိုးတွေမရှိဘူးလား အတိတ်ကကုသိုလ်ကံကလည်းပဲဒုသူတော်စင်တို့ရဲ့ဘဝကိုထောက်ပံ့ပေးတယ်။ပစ္စုပန်လောက်ရနဲ့အတိတ်ကလောက်ရနှစ်ခုပေါင်းပြီးတော့လူဘဝမှာအကျိုးပေးနေကြတာတဘဝလည်းဟုတ်ရလား။တစွန်းနဲ့ရက်လိုက်ရအဲ့ဒါပစ္စုပန်တစ်ခုတည်းသာယုံရင်ဘုရားဘာသာဗုဒ္ဓဆင်ဟုတ်ရလားမဟုတ်ဘူး။အတိတ်ကြီးတဲ့ယုံထားရင်လည်းဘုရားဘာသာဟုတ်ရလားမဟုတ်ဘူး။ဒုသူတော်စင်များက ဗုဒ္ဓဘာသာစစ်စစ်မှန်မှန်ဒီအတိတ်ကပါခဲ့တဲ့ကံကိုလည်းယုံရမယ်ပြောကြည့်ပါဦးပစ္စုပန်လုံနေတဲ့ကံကိုလည်းယုံရမယ်ပြောကြည့်ပါဦးအဲ့ဒီနှစ်မျိုးကိုယုံတတ်မှအဲ့ဒါမှဗုဒ္ဓဘာသာဖြစ်မယ်ဟုတ်တယ်မို့လားအေးအဲ့ဒါကြောင့်မို့သို့သူတော်စင်များပစ္စည်းဥစ္စာကျွဲဝချမ်းသာနေခြင်းသည် ီတိုင်းချမ်းသာနေတာမဟုတ်ဘူးဘဝဘဝကကောင်းငယ်လို့ပစ္စုပန်အကောင်းလေးတွေနဲ့ပေါင်းဆက်ပြီးတော့ချမ်းသာနေကြတာဒါပေမဲ့ဒီပုဂ္ဂိုလ်ကပြစ်စည်းရှိပေမဲ့ဘာညံ့သွားစိတ်ကညံ့သွားတယ်ဘာညံ့လားအေးစိတ်တက်ကြတော့တော့အောက်တန်းကြတာပဲရှိတဲ့ပစ္စည်းနဲ့ဘယ်လိုချလိုက်ဒီပစ္စည်းနဲ့ဘယ်လိုအနိုင်ယူလိုက်မဟုတ်တာလို့ပြီးငွေနဲ့ဘယ်လိုကိုပိုင်းချပလိုက်ဒါမျိုးတွေမရှိဘူးလားအဲ့ဒါမျိုးသမားလည်းပဲ ပစ္စည်းရှိပြီးတော့စိတ်ထဲညံ့ရင်လည်းပဲတော်တော်ကြောက်เสียကောင်းတယ်။ကောင်းသလားမကောင်းဘူးလား။ကောင်းတယ်။အဲ့ဒါကြောင့်တို့သူတော်စင်များလောကမှာနေနေတဲ့ခိုက်တံကိုယ့်ကိုယ်ဘယ်လိုအမျိုးသားတွေပါတယ်လဲ။ဓမ္မမို့ရင်ဒီအမျိုးသားတွေကလွတ်သလားမလွတ်ဘူးလား။ဓမ္မနဲ့လောကဓမ္မနဲ့ကိုယ်စိတ်နှိုင်းရှင်ကြည့်ဖို့လိုသလားမလိုဘူးလား။အဲ့ဒါမှတို့သူတော်စင်များတကယ်တရားနာပြီးဖြစ်လိမ့်မယ်။ဟုတ်တယ်မို့လား။ အဲ့ဒါကြောင့်တကယ်တရားနာဖို့လိုသလားမလိုဘူးလားအေးအဲ့ဒါကြောင့်တကယ်တရားနာတဲ့ပုဂ္ဂိုလ်ဖြစ်အောင်ကြိုးစားရမယ်တရားတွေကိုမှတ်မှတ်သားသားနာပြီးသွားရင်ကိုယ်စိတ်နဲ့ဓမ္မနဲ့မှတ်ကြောက်တင်ကြည့်ရဘလောက်ငါမှန်နေတယ်လဲဘလောက်စစ်နေတယ်လဲဟုတ်တယ်မလားကိုယ့်ကိုယ်ကိုတိုက်ဆိုင်ကြည့်ပြီးတော့ကိုယ့်လုပ်ရည်လေးတွေကကောင်းနေဝမ်းသာဖို့ပဲတကယ်လို့များလွဲနေတာလေးတွေရှိနေရင်တော့တို့သူတော်သင်များကဘာလို့อ่ะ ပြင်ရမသေးခင်ပြင်လို့မရဘူးလားမသေးခင်မှာပြင်ပြီးတော့ကိုယ့်ဘဝလေးအကောင်းဆုံးဖြစ်အောင်တို့သူတော်စင်များ နေဖို့မလိုဘူးလားအဲဒါကြောင့်ရေးကြည့်တာက လူစိုးလူမိုက်သရင်နဲ့ကိုမပါစေနဲ့ပြောကြည့်ပါလူစိုးလူမိုက်သရင်နဲ့ကိုမပါစေနဲ့အခုလူမိုက်ဘယ်နှမျိုးပြောခဲ့လဲ၄မျိုးကဲပြောကြည့်ပါဘာတွေလဲလဲ ဘယ်နှမျိုးလဲအဲအဲ့ဒီ၄မျိုးကိုမှတ်သားပြီးတော့တို့သူတော်စင်မယားဖရာကတော့ဖရာဖြစ်မှမို့တို့ဖရာလောင်းဘဝကလေးကလူမိုက်ကိုဖရာကတော့တော်တော်လေးပြောတယ်လူမိုက်နဲ့ပတ်သက်ပြီးတော့ကြောက်စရာ ကောင်းတဲ့အကြောင်းအများကြီးပြောတာတွေမရှိဘူးလားဒါကြောင့်မို့တို့သူတော်စင်မယားက လူမိုက်လူမိုက်ဆိုတာစာလာပေလာတိုင်းပေါ့ဘယ်လိုပုံပုံမျိုးကိုလူမိုက်ခေါ်တယ်လို့သိဖို့ရအတွက် တို့သူတော်စင်တို့ကိုတရားပါတရားဟောမှလည်းလူစိုးလူမိုက်တရားကို ဟောပြမှာအဲဒါကြောင့်နံပါတ်1ကပါတယ်လေလူမိုက်ဟူသည်တဲ့ပါဟူသည်တဲ့လူမိုက်ဆိုတဲ့သကလုံးကိုပါဠိစာပေကဘာလပါတယ်လေဘာလပြောကြည့်ပါဦးပါတယ်လေဘာလအေးဘာလလို့ဒီလိုပြောတယ်ဘာလဆိုတာကိုအတိပ္ပယ်ခွင့်ဆိုတဲ့အခါကျတော့ ဒွေအတ္ထလူနာတိစိန်တတိတိပါလောဒွေအတ္ထအကျိုးတရားနှစ်ပါးလိုလူနာတိစိန်တတိဖြတ်ပြတ်တတ်ပါ၏ဣတိထို့ကြောင့်ပါလောလူမိုက်မြည်၏လူမိုက်လူမိုက်ဆိုတာအကျိုးတရားနှစ်ပါးကိုဖြတ်စည်းပြတ်လို့ဘာလို့ခေါ်လူမိုက်ကြောက်ကြည့်အောင်ဘာလဲ အကျိုးတရားနှစ်ပါးကိုဖြည့်စည်ပြလို့လူမိုက်အဲ့လိုဆိုတော့အကျိုးတရားနှစ်ပါးဆိုတာဘာတွေလဲလို့ပြောရင်ပစ္စုပ္ပန်အကျိုးစီးပွားပြောကြည့်ပါပစ္စုပ္ပန်အကျိုးစီးပွားပစ္စုပ္ပန်အကျိုးစီးပွားဆိုတာလူဖြစ်တဲ့ပုဂ္ဂိုလ်မှာခွင့်ရည်တွေအများကြီးမရှိဘူးလား